အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။ဒွါရအသင်္ဃဟဟိုအနည်းချုပ်ပြီးတော့ဇယားနဲ့ပြပါအောင်မယ်။ ဒွါရသင်္ကအချုပ်ပထမအောင်ဆုံးဒွါရ6ပါးပြခဲ့ပါတယ်ပြီးရင်အဲ့ဒွါရ6ပါးမှာဖြစ်နိုင်တဲ့စိတ်တွေကိုပြပါမယ်သကုဒွါရနာမှာဖြစ်နိုင်တဲ့စိတ်46ပါးရှိတယ်အဲ့46ပါးပိုင်းလည်းဒီမှာပြန်ပြီးတော့ဖြည့်ပြီးကြည့်လို့ရပြစ္ဆဒွါရဝဇန်သကုဝဉဏ်တွေးတံပရိဇာယနှစ်ပါးတန်တိရဏ3ပါးဝုထောဝ1ပါးကာမဇော29ပါး တရားရော၈ပါးပေါင်းလိုက်ရင်56ပါးရပါမယ်အဲတော့သခုဒွါရိကစိတ်ပြင်သောတာဒွါရိကခန္ဓာဒွါရိကဇိမဒွါရိကကာယဒွါရိကနိတူဝါပါပြီဒီညမှာသခုဝิญဉ္ဇဉ်ညမှာသောတာဝิญဉ္ဇဉ်ခန္ဓာဝิญဉ္ဇဉ်ဇိမဝิญဉ္ဇဉ်ကာယဝิญဉ္ဇဉ်ထည့်လိုက်ရအဲနောက်ထပ်ပြင်စဒွါရိက54ပါးညမှာဘာစားထုတ်ဝါလိုက်မလဲပြင်စဝิญဉ္ဇဉ်10ထည့်လိုက် ကျန်တာအတူတူပါကျန်တာအပေါ်အတိုင်းပဲတော်လိုက်ပါအဲ့ဒါ54ပါဖြစ်သွားပါအဲ့မနောဓာရီကစေဘယ်လောက်ရှိလဲ68ပါအဲ့တော့မနောဓာရီကစိတ်ကဒီမှာမနောဓာရဝဇန်းအာဝဇန်းပါဆိုမနောဓာရဝဇန်းဇောမှာတော့ဇော55ပါ တရားယုံ71ပါလုံးရအဲ့ဒါဆိုရင်မနောဓာရီကစိတ်က68ပါပြီးသွားပြီ အဲဒါဒွါရမှာဖြစ်နိုင်တဲ့စိတ်ဒီဒီတစ်ဖက်ကဒွါရမှာဖြစ်နိုင်တဲ့စိတ်တယ်ကုံသွားပြီးတဲ့ခါကျတော့ဒွါရအစင်းစီမှာဒွါရမှာပဲဖြစ်မဲ့စိတ်ဒွါရ3ဒွါရ4ဒွါရ5ဒွါရ6ဒွါရတူတူသွားပါမယ်ဒွါရမှာပဲဖြစ်မဲ့စိတ်အမြဲဖြစ်မဲ့စိတ်36ပါရှိတယ်ဘာလဲဒီပစ္စဝဉ္ဇာ10အပ္ပဒါဇော26 36ပါ ်ဒါမှဒိဋ္ဌိသဝဉ္ဇဉ်30အမနာသော26ပါ36ပါရှိပါတယ်အဲ့ဒါတရားရမှာဖြစ်နိုင်တဲ့စိတ်ငါတော်ရမှာဖြစ်မဲ့စိတ်3ပါပဲရှိတယ်3ပါပါလဲဒီအဝဇံရတပါနော်ငါတော်ရဆိုတာပြစ္ဆတော်ရဝဇံနဲ့တံပရိဇာနဲ့ပေါ့ထောက်တော်ရမှာဖြစ်နိုင်တဲ့စိတ်30နဲ့တပါရှိတယ်အဲ့ဒါပါလဲ တန်တိရဏထဲမှာဆိုရင်သောမနတတန်တိရဏရဲ့၆ဒေါ်လာလုံးမှာဖြစ်မယ်ဒါမနောရဝဇန်ဟုတ်ဟုတ်သောကမ္မသော29ပါအ30ပါ၆ဒေါ်လာမှာရန်ခါလွတ်ပြီးတော့မှရန်ခါဖြစ်မဲ့စိတ်10ပါရှိတယ်ပါလေပရိဒန်တွေဘဝင်သုတိကိစ္စဆောင်ရွက်ရင် သူကလွတ်လိုက်မယ်တရားဝင်ကိစ္စဆောင်ရရင်ဖြစ်လိုက်မယ်အဲ့ဒါပါလဲမဟာဥပ္ပဒေက၈ပါးဥပ္ပခတိုင်းနာ၂ပါးဟာ၁၀ပါးခြားတော်ရမှာအမြဲလွတ်နေတဲ့စိတ်အာရမဂုပ္ပ၉ပါးပဋိသင်္ဍေဘဝင်သုတိကိစ္စကိုဆောင်ရွက်တဲ့စိတ်တွေပဲအဲ့ခြားတော်ရမှာဒါတို့ဒီဇယားနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းအတူတူပါပဲဟာဒါငါတော်ရမှာအမြဲဖြစ်မဲ့စိတ် ်ပြသတော်ဝဇန်တမရဆိုင်တပါတာမနောဒတ်ခြေတော်ရမှာအမြဲဖြစ်တဲ့စိတ်31သုံးရတိုင်းနာဝုထောကာမဇော29ကိုရှေ့ရှင်းပြခဲ့ပြီးပါခြေတော်ရမှာရံခါဖြစ်ပြီးရံခါလွတ်တဲ့စိတ်က10ပါမာဥပ္ပတ်နဲ့ဥပ္ပခတန်တိရဏခြေတော်ရမှာအမြဲလွတ်တဲ့စိတ်က9ပါဒါဆိုရင်ဒွါရသင်္ခါမှာချုပ်ပြီးပြောလိုက်ရင်ပြီးပါပြီနော်ဒွါရဝိမုတ်စိတ်19ပါအဲ့ဒါကိုဒီမှာထပ်ပြီးတော့ခွဲခွဲရတာပါလေဘလို့အချိန်နှင်းမှာလွတ်တယ်လဲ အမြဲလွတ်လဲဘလို့ချင်းနေမြမှာရန်ခါလွတ်လဲဒီ၁၉ဘာတောက်ဖွဲပြီးထွက်သွားတာပါဒါဆိုရင်တော့ဒွါရသင်္ဃဟအနှစ်ချုပ်စရာနဲ့ကြည်လိုက်ရင်ဒါပြည့်စုံသွားပါပြီဒါရင်နားလဲဖို့ဆိုရင်တော့အစီပိုင်းဟာတွေကိုနားလည်ထားမှရပါမယ် အားလုံးသောတက္ကရာမအပေါင်းယောဂီပေါင်းတို့သည်ကိုစိတ်နှပြကျမ်းပါချမ်းသာပေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတိယမြတ်မြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ